အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အီဘရာဟင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့မလေးရှားနိုင်ငံမှာရှိတဲ့အကြီးဆုံးပလီတွေကတစ်ခုဖြစ်တဲ့ Masjid Wilaya Surrey ပလီကိုရောက်ခဲ့ပါရောက်ခဲ့တဲ့အကြောင်းရင်းကတော့မြန်မာနိုင်ငံသူနိုင်ငံသားနှစ်ယောက်ရဲ့မလေးရှားမှာရှိတဲ့နေကာပွဲကြီးပဲဖြစ်ပါတယ်ဒီတော့ကြီးကျယ်ခမ်းနားတဲ့ပလီကြီးမှာဒီလိုနေကာမျိုးရတဲ့အရန်မိုက်တယ်လို့ပြောလို့ရပါတယ်ကျွန်တော်နေကာပွဲသွားတဲ့နေ့မှာပဲတခြားနေကာပွဲ၃ပွဲ၄ပွဲနဲ့ကြုံပါတယ်ခင်ဗျာရှားလူမျိုးအများစုကတော့ဒီပလီကြီးမှာနေကာပွဲအမြဲလှုပ်လေးရှိပြီးတော့နိုင်ငံသားခီးတဲ့အများစုလာလေးရှိတဲ့ တဲ့ပလီတီဟိုအလုံးလေးဖြစ်ပါတယ်ဒီပလီတီကိုတော့မလေးရှားနိုင်ငံမှာရှိပြီးတော့ Masjid Wilaya လို့ခေါ်သလို Federal နေမြရပလီလို့လည်းခေါ်ပါတယ်ဒီနေရာ location ကပြောမယ်ဆိုလို့ရှိရင်မလေးရှားနိုင်ငံ Kuala Lumpur မြို့ Jalan Juta ဆိုတဲ့အနီးမှာတည်ရှိပြီးတော့နိုင်ငံခြားဝန်ကြီးချုပ်ရောနေအစ္စလာမ်အမှုပညာပြတိုက်စတဲ့အစိုးရအဆောင်အများစုနဲ့နှီးပါတယ်ဒီပလီတီရဲ့အတွင်းပြင်ပြည်သူ့ကလက်ရဒီဇိုင်းတွေကတော့ Ottoman Empire Istanbul မြို့မှာ Blue Mosque ရဲ့ inspiration ကိုယူထားပြီးတော့မလေးရှားနိုင်ငံ UR ဒီဇိုင်းများနဲ့ပေါင်းစပ်ထားတဲ့ပလီတီတစ်လုံးလည်းဖြစ်ပါတယ်မလေးရှား ရှားနိုင်ငံတို့နိုင်ငံသားများပါဝင်အ धिक အားဖြင့်နိုင်ငံသားခရီးသည်တွေအများစုအာရုံစိုက်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ပလီကြီးအထက်မှာရှိတဲ့အ धिक ဂူကြီးတွေမီနာရမျောစင်နေရာဆိုလို့ရှိရင်လောဝလောဝအော်အမင်တောက်ဖွဲရနေရာတွေပဲဖြစ်ပါတယ်။ဒီမစဂျစ်ဝီလီယားဆိုတဲ့ပလီကိုတော့1998ခုနှစ်က2000ပြည့်ဝန်းကျင်တုန်းကတည်ဆောက်ခဲ့ပြီးတော့2000ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ဘာသာပေါင်းစုံလူမျိုးပေါင်းစုံနိုင်ငံပေါင်းစုံကလူတွေကတော့ဒီပလီကြီးနဲ့ပတ်သက်ပြီးတဲ့အပြင်အစ္စလမ်ဘာသာနဲ့ပတ်သက်ပြီးတော့လေးလာအထုံမှုတွေများစွာရှိနေပါ နောက်ပြီးတော့ပလီထဲမှာဆိုလို့ချင်းဝိပုသူဥယျာဘောင်18000ကနေပြီးတော့2000ဝန်းကျင်တိစတဲ့ပလီတလုံးလေးဖြစ်ပါတယ်။စံဘာသာဝင်အပြင်အဓိကအားဖြင့်နိုင်ငံခြားဘာသာခြားလူမျိုးခြားတွေအတွဲအဓိကအားဖြင့်ကုရမ်ဘာသာနဲ့ပတ်သက်ပြီးတော့လေလာအားထုတ်လို့ရအောင် ဘာသာစကားမျိုးစုံနိုင်ငံပေါင်းစွာ language မျိုးစုံနဲ့ဘာသာပြန်ထားတဲ့ Quran Saudi တို့လည်းအရှိမခင်ချင်းပြသထားခြင်းဖြစ်ပါတယ်ကျွန်တော်တို့တည်နေကြ translate အနေနဲ့ English only မဟုတ်ဘဲနဲ့ China ရှိမယ် Indian ရှိမယ်တခြားလူမျိုးပေါင်းစုံရဲ့ Quran နေလည်းအများစွာရှိပါတယ်ဒီပတ်ဝန်းကျင်လည်းကြည်ဝိုင်းနေကပွဲလည်းပြီးသွားပြီဆိုလို့ရှိရင်တော့နေကပွဲမှာလာခဲ့တဲ့ဧည့်သည်တွေအားလုံးကိုကျွန်တော်တို့ဖိတ်ခေါ်ကြွမှုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ကြွမှုတဲ့အခန်းလေးရလည်းကျွန်တော်တို့ဒီပလီကြီးထဲမှာရှိတဲ့ခမကြီးတစ်ခုမှာစီစဉ်ထားပေးခြင်းပဲဖြစ်ပါတယ်ခမညနေကပွဲကြီး ီးပြီးသွားတယ်တခြားနေရာကိုသွားစရာမလိုပါနဲ့ခမအကျယ်ကြီးတစ်ခုကို တဲ့ကင်အခံပေးဖို့စီစဉ်ထားပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်ကတော့ပလီတလုံးလုံးလေးကြီးလို့ပြီးသွားပြီနေကာပွဲလေးပြီးသွားပြီဆိုလို့ရှိရင်တော့ဘစ်မလာဝါလာဘာရကတလာပေါ့ဗျာဒါမှပုံစံလည်းမကြထမင်းပုံစံလည်းမကြပဲနဲ့ဂျားတဲ့အနံ့ရတာမှုမွေးလေးနဲ့အရန်စားလို့ကောင်းတဲ့ထမင်းလေးနဲ့အခံတာတော့အရန်ဘလက်စင်လို့ပြောလို့ရပါဘူးယခုပြသပေးနေရတော့ဒီပလီကြီးတို့မှာရှိတဲ့အိမ်သားနဲ့ရေချိုးကန်းအပြင်ဝူဇူလုတ်တဲ့နေရာပဲဖြစ်ပါတယ်ဝူဇူဆိုတော့ကျွန်တော်တို့ပလီဝစ်ကျောင်းတော်တဲ့ဝင်ပြို့ဖို့အတွက်ကိုလက်တန့်စင်တဲ့နေရာပဲဖြစ်ပါတယ် ဝစီလိုပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဇဟိုချင်းရောက်ပြီဆိုတာနဲ့ပလီရဲ့ဝင်มาပဲခင်ဗျာပလီရဲ့အနောက်ဆုံးနောက်မှာပန်းရောင်နဲ့အပြာနဲ့ထိုင်နေတာလေးကတော့ဘာသာကြားလူမျိုးကြားနိုင်ငံရေးခြားသားတွေပဲဖြစ်ပါတယ်မျိုးသမီးများတို့ဝိပုပ်ဖို့အတွက်တည်တဲ့နေရအနောက်ဆုံးနားလေးမှာပေးထားပြီးတော့ကျွန်တော်တို့အမျိုးသားတွေအတွက်အရှိဆုံးနားလေးမှာပေးထားခြင်းဖြစ်ပါတယ်ကျွန်တော်သတိထားမိတော့ကဒီပလီကြီးမှာမလေးရှားလူမျိုးအ ਨੇ စုတာရှိပြီးတော့အများစုကတော့နိုင်ငံခြားသားတွေများပါတယ်ပလီမှာရှိတဲ့ဆရာတွေတိုးခိုက်တွေကတော့အရန်များတယ်လို့အစ္စလာမ်ဘာသာဝင်နဲ့ပတ်သက်ပြီးတော့လေးလာခြင်းနဲ့နိုင်ငံ ခြားသားဘာသာကြားလူငယ်တွေကတော့အများစုအဝင်ထွက်များစွာရှိနေပါတယ်။ကုရ်အန်ကျမ်းတော်မြတ်မှာပါဝင်တဲ့စုံမစကားတွေဟာဒီစ်တို့မှာပါဝင်တဲ့စာသားတချို့ကို၎င်းစာဆောင်လေးတွေအနေနဲ့ဘာသာကြားတွေလူတိုင်းလေ့လာလို့ရအောင်အမြဲတမ်းစီစဉ်ထားပေးခြင်းပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံကဘလာလာဘလိုမျိုးဘလာဘလိုမျိုးဘဝစ်လာဝစ်လာပလီဝစ်ချောင်းထော်တဲ့ဝင်ပြီဆိုလို့ရှိရင်တော့ကိုလက်တန့်စင်ပြီးအမျိုးသမီးဆိုလို့ရှိရင်ပန်းရောင်ဝစ်ဆုံလို့ဝစ်ရပြီးအမျိုးသားဆိုလို့ရှိရင်လုံလုံဂျုံဂျုံအပြာရောင်ဝစ်ဆုံလို့ဝစ်ရခြင်းပဲဖြစ်ပါတယ်မဂျစ်ဝီလီယားဆိုတဲ့ပလီဝစ်ချောင်းထော်ထဲမှာရှိတဲ့မီနာမျောစင်ကြီးကတော့အမြင့်ပေ82မီတာတောင်ရှိပါတယ်မလေးရှားနိုင်ငံမှာရှိတဲ့ပလီအများစုအပါဝင်ယခုမက်ဆစ်ဝီလီယားဆိုတဲ့ပလီကတော့ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ပလီအများစုနဲ့ကွဲပြားခြားနားတယ် တွေးခေါ်ပိုင်းဆိုင်ရာအယူဆပိုင်းဆိုင်ရာများစွာကွဲပြားပါတယ်ဘလို့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ရောက်ပြီဆိုလို့ရှိရင်ယခုပလီမြို့ကိုတော့သွားကိုသွားတဲ့နေရာလို့ကျွန်တော်အနေနဲ့ပြောချင်းဖြစ်ပါတယ်ကျွန်တော်တော့နေကာလေးနဲ့ကြုံလို့ဒီပလီအကြောင်းတင်ပြလိုက်ခြင်းပဲဖြစ်ပါတယ်အစွန်လို့ကြည့်ရှုပေးတဲ့တရားချင်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ